ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဦးနေ့မှာတော့ကချင်ပြည်နယ်အထက်ပိုင်းမြစ်ကြီးနားကနေပြီးတော့သခိုင်းတိုင်းအထက်ပိုင်းမှာအနီးပြနေပါတယ်မိုးရေကြိမ်၄လမလောက်ထိရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးဂတိထားနေထိုင်ကြပါအထူးသဖြင့်တောင်ဆောင်မှနေတဲ့လူတွေနဲ့မြေချောင်းပေးနေတဲ့လူတွေအချိန်မီ နေရာပြောင်းရွှေ့ထားဖို့လိုပါတယ်ထို့အတူပဲကြောက်ဖြူကနေပြီးတော့အောက်ဖက်ရခိုင်ရိုးမတစ်ခုလုံးအေယာဝတီတိုင်းအထက်ဖက်ပဲခူးတိုင်းအနောက်ချမ်းမှာမိုးရိပ်ရင်းငားလက်မလောက်ထိရုတ်တရက်မိုးတီးထန်စွာရွာသွန်းခြင်းနေဖြစ်နိုင်သလိုမုတ်တုံလေးအားကောင်းနေတဲ့မြန်မာနိုင်ငံမှာ အခုရက်ပိုင်းရခိုင်နယ်တနင်္သာရီဒေသမိုးဆက်ကြီးနိုင်တဲ့အခြေအနေအပါအဝင်တနိုင်ငံလုံးလေးရက်စာအတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဦးထေတင်မိုးစလဘလော့ကာကနေတင်ဆက်ထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအကောင်းလာနိုင်တာနဲ့အရှိတ်ဘက်နဲ့အနောက်ဘက်ကရွေလျားလာတဲ့လေပွေလိုင်းအရှိန်တွေကြောင့်ဇွန်29ရက်နေ့ပိုင်းကဇူလိုင်3ရက်အတွင်းတနိုင်ငံလုံးနှီးပါနေရာကွက်ကြားမိုးကြီးနိုင်တယ်လို့မိုးစလကသတင်းထုတ်ပြန်ပါတယ် နေပြီးတော့ရန်ကုန်ပကူးစကိုင်းအေယာဝတီတနင်္သာရီကချင်ကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာမိုးရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တာကြောင့်အထူးမိုးလေဝသတရင်အနေနဲ့ထုတ်ပြန်ထားတာပါမိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်းလာမယ့်ဇွန်26ရက်နဲ့ဇွန်30ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့လေပြင်းအားနဲ့ရဝန်အရှိန်နဲ့တရုတ်ပြည်မကန်ရိုးတန်းကိုဖျက်ချော်ဝင်ရောက်ခဲ့ပြီးတဲ့လေဖီအားနဲ့ရဝန် အချိန်တက်ရောက်မှုတွေလည်းရှိနိုင်တယ်လို့យေတာထားပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ကံယိုတန်းနဲ့မွန်တနင်္သာရီကံယိုတန်းတလျှောက်အေယာဝတီရန်ကုန်ပုဂူးမကွေးနောက်ပိုင်းရခိုင်ရုံးမတောင်ချီနဲ့ကက်လျက်ရှိတဲ့ဒေသတွေစကိုင်းတိုင်းထက်ပိုင်းကချင်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတွေမှာမိုးများနိုင်တယ်လို့လည်းဥဝင်းနိုင်ကသတိပေးထားပါတယ်။၂025ခုနှစ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်း6:00နာရီဂျိုတို့ကတိုင်းတာရရှိတဲ့အရာ မြမအပြေပေါ်မှာရာသီဥတုဘလို့တက်ရောက်တယ်ဆိုတာဆက်လက်လေ့လာခံမှကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့တိုင်းတာကြံရရကြည့်မယ်ဆိုရင်တော့မြမအပြေကိုတိုက်ခတ်နေတဲ့မုတ်တုံလေစီချောင်းကိုစတင်လေ့လာကြည့်တဲ့အခါမှာအာရေဗျန်ပင်လယ်ကလာတဲ့လေစီချောင်းနဲ့အိန္ဒိယသမုတ်တရာကလာတဲ့လေစီချောင်းနှစ်ခုစလုံးဟာမြမအပြေကိုအချိန်ကုန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတာတွေ့ရပါတယ်ထို့အတူအိန္ဒိယနိုင်ငံမြောက်ဘက်ကအပူချိန်ကြောင်းမလို့ပဲတခါတည်းရမှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပင်လယ်မှာ လေဖျားနေရအရဝန်းနေအချိန်ပိုင်းဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလေစီးကြောင်းကိုပုံမအားကောင်းတဲ့အခြေအနေကိုဖန်တီးနေတာကိုကျွန်တော်တို့သုံးသပ်ရရှိရပါတယ်ဒီလိုမုတ်တုံလေစီးကြောင်းလာဆိုရင်မနေ့ဖြစ်မှာဆိုရင်လည်းဆက်လက်ပြီးတော့အားနေသွားတယ်ဆိုပေမဲ့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်မှာလေဖျားနေရလေပြန်ဖြစ်လာပြီးတော့တရက်နေ့မှာပြန်ပြီးတော့အားပြန်ကောင်းသွားနိုင်တဲ့အနေအထားရှိပါတယ် ဒီလိုအိန္ဒိယနိုင်ငံမြောက်ဖက်ကအပူချိန်ကြောင့်မလို့ကျွန်တော်တို့ဖြစ်လာနိုင်တဲ့အန္တရာယ်တစ်ခုဟာ3ရက်4ရက်5ရက်6ရက်လောက်မှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကမ်းလွန်ပြင်လယ်မှာလေပြာနေရာရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလေပြာနေရာရပ်ဝန်းကိုတိုက်ခတ်တဲ့လေစီးကြောင်းကြောင့်မလို့မြန်မာပြည်မှာရုတ်တရက်မိုးကြီးမားစွာ ရွာသွန်းနိုင်တဲ့အခြေအနေတွေရှိလို့သတိထားကြပါလို့သတိပေးလိုပါတယ် မုတ်တုံလေစီအားကြောင်းမလို့ဒီကနေ့မှာညမကန်ယိုးတန်းမှာလှိုင်းအနေငယ်ငိန်သက်နေပေမဲ့လဲကန်းလော်နဲ့ကန်းဝင်းမှာတော့ပင်လေလှိုင်းကြီးပေ20လောက်ထိအမြင့်ရှိတဲ့လှိုင်းများဟာညမပြည်ရခိုင်ကန်ယိုးတန်းနဲ့အေရော်ဒီတိုင်းကိုရိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။ဒါမှလည်းကန်းနားရောက်မှာတော့ပြော့သွားနိုင်ပါတယ်။ဒီအတွက်ကြောင့်မလို့ပင်လေကန်းဝင်းသွားလာလောက်ကန်သူတွေသတိထားကြဖို့လိုအပ်ပါတယ်။ရှိလာနိုင်တဲ့အနေအထားရှိပါတယ်။ မုတ်တုံထုတ်လုပ်တဲ့ဒေတာကိုတွားကြည့်တဲ့အခါမှာမုတ်တုံလေးဟာတိန်အနိုင်ငောတိန်အမြင့်ထိပါတက်ပြီးတော့ဘင်္ဂလားပင်လယ်ကိုဖြတ်သန်းကမြန်မာပြည်ကိုတိန်အနိုင်ငောတိန်အနိုင်ငောတောက်လျှောက်ရေငွေ့ပို့ဆောင်နေတဲ့အနေအထားရှိပါတယ်ဒီအနေအထားပေါ်ကနေပြီးတော့မြန်မာပြည်ရေငွေ့ဖွဲ့နိုင်တဲ့နေရာတွေနဲ့မိုးရွာနိုင်တဲ့အခြေအနေကိုဆက်လက်လေ့လာမယ်ဆိုရင်ဒါကတော့ဒီကနေ့တနင်္ဂနွေနေ့မှာဆိုရင်မြန်မာပြည်အောက်ပိုင်း ကရင်ပြည်နယ်မုံတင်နယ်တနင်္သာရီတိုင်းဟာဆိုလို့ရှိရင်မိုးရချိန်3.5လက်မရရှိနိုင်တဲ့အနေအထားဟာဆိုရင်အလုံးအလုံးအန္တရာယ်များတဲ့မိုးရွာသွန်းမှုဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အချိန်မီသတိပေးကြပါထို့အတူကချင်ပြည်နယ်အနောက်ဘက်ခြမ်းမှာလည်းနေရာကွက်ပြီးတော့မိုးသေးခြင်းတွေဖြစ်နိုင်တယ်လို့ပဲကချင်ပြည်နယ်ဇဂိုင်းတိုင်းထက်ပိုင်းရှမ်းပြည်နယ်ရခိုင်ရိုးမှာရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းထက်ပိုင်းရန်ကုန်တိုင်းထက်ပိုင်း တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပေမဲ့မြန်မာပြည်အလဲပိုင်းမှာတော့မိုးအနည်းငယ်ပါသွားနိုင်တဲ့အနေအထားရှိပါတယ်။ဒါမဲ့တင်းနာနေ30ရက်နေ့မှာတော့မြန်မာပြည်အလဲပိုင်းက ARD မြေရိုးလွေမြင်မကွေးအထီးကလွဲပြီးလို့ရှိရင်ကြံတဲ့ဒေသအတိုင်းနဲ့ပြည်နယ်အနားနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာသွန်းမှဖြစ်တယ်လို့ပဲကရင်ပြည်နယ်တောင်ပိုင်းတနင်္လာရီတိုင်းထက်ပိုင်းမွန်ပြည်နယ်အောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် ကျန်တဲ့တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်ရခိုင်ရိုးမှာမကွေးတိုင်းအနောက်ချမ်းချင်းပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းကချင်ပြည်နယ်ချမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းမြောက်ချမ်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ကြားတက်လက်မှုရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဇူလိုင်လ၁ရက်နေ့ဖြစ်လာနိုင်တဲ့မိုးရွာသွန်းမှုဟာဆိုရင်မြန်မာနိုင်ငံအထက်ပိုင်းကကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်း ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီးတော့မိုးကြီးတကဲ့သို့ရှမ်းပြည်နယ်မှာလည်းမိုးများပြီးတော့အရှိတ်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်ထို့တူရခိုင်ပြည်နယ်အောက်ဘက်နဲ့တရားဝတီတိုင်းမှာအနီးပြတဲ့ဒေသဟာဆိုရင်မိုးရေကြီးလေးလမနီးပါးလောက်ဒီရရှိနိုင်ပြီးတော့ရုတ်တရက်မိုးကြီးခြင်းနဲ့ကျုံ့နိုင်တဲ့အနေသားရှိပါတယ်ဇူလိုင်လ2ရက်နေ့ဟုတ်ထူးနေ့မှာတော့ ကချင်းပြည်နယ်အထက်ပိုင်းမြစ်ကြီးနားကနေပြီးတော့သခိုင်းတိုင်းအထက်ပိုင်းမှာအနီးပြနေပါတယ်မိုးရေကြိမ်လေးလမလောက်အထိရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားနေထိုင်ကြပါအထူးသဖြင့်တောင်လောင်းမှနေတဲ့လူတွေနဲ့မြေချောင်းပေးနေတဲ့လူတွေအချိန်မီနေရာပြောင်းရွှေ့ထားဖို့လိုပါတယ်ထို့အတူပဲအကြောက်ဖြူကနေပြီးတော့အောက်ဖက်ရခိုင်ရုံးမတစ်ခုလုံးအေယာဝတီတိုင်းအထက်ဖက်ပဲခူးတိုင်းအနောက်ချမ်းမှာ မိုးရင်ကျင်းငါးလက်မလောက်အထိရုတ်တရက်မိုးတီးထန်းစွာရွာသွန်းခြင်းတွေဖြစ်နိုင်တယ်လို့ပဲကရင်ပြည်နယ်မွန်ပြည်နယ်ထဲမှာလည်းမိုးရင်ကျင်းလေးလက်မလောက်အထိရုတ်တရက်ရွာသွန်းနိုင်တဲ့အနေအထားဟာတဘာဝဘေးအန္တရာယ်ကျွန်တော်တို့ပြောနိုင်ပါတယ်။ကြံတဲ့တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ AR မြေရိုးတလျှောက်မှာဆိုရင်မိုးအနည်းငယ်ပါသွားတယ်ဆိုပေမဲ့လည်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်း AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်း တင်းနာရီတိုင်းရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကျဲကျဲမှနေရာစစ်စစ်ဆက်လက်မိုးရွာတွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကိုတဘာဝဘေးအန္တရာယ်ကာကွယ်နိုင်မှုအတွက် YouTube ကနေပြီးတော့မိမိတို့မိတ်ဆွေများကို share ပေးလိုက်ကြပါအတန်ဖိုင်အနေနဲ့လိုချင်တဲ့ဆိုရင်တော့ကိုသက်ထွေးနိုင် Telegram မှာ download လုပ်ပြီးတော့မျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ်